မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ညီလေးညီမလေးတို့အတွက်စကားလက်ဆောင်လေးပါအောင်မယ်။ဘာလဲဆိုတော့ကျွန်တော်တို့အခုလူတယောက်အကြောင်းမျိုးမျိုးနဲ့အောင်မြင်ကြတယ်။ဘယ်လိုပုံစံနဲ့အောင်မြင်တာပဲဖြစ်ဖြစ်အောင်မြင်မှုကတော့ဟိုအမှုပညာနဲ့အောင်မြင်တာစီးပွားရေးနဲ့အောင်မြင်တာပညာရေးနဲ့အောင်မြင်တာပြီးတော့ ဟိုလိုပုံဥပမာလုပ်ငန်းစဉ်လဲစတိနဲ့အောင်မြင်တာနော်ကားပွဲသားနဲ့အောင်မြင်တာမြေပွဲသားနဲ့အောင်မြင်တာအောင်မြင်စရာတွေကတော့အများကြီးရှိတယ်လောကကြီးထဲမှာနော်အဲ့လိုအောင်မြင်လာတဲ့ခါမှာဟိုအဲ့ဒီအောင်မြင်နေသူတယောက်မှရှိလာတဲ့စိတ်ကအဲ့ဒါညီလေးညီမလေးတို့ကကြုံတွေ့လာရတော့မှမို့လို့ဒါကြူပြီးတော့ဒါတတိထားစရာလေးနေနဲ့ဒါကြံပေးတာနော်အဲ့တော့အောင်မြင်လာတဲ့သူတွေမှာဝင်လာတတ်တဲ့သဘောတွေအများကြီးရှိတယ်ဘယ်လိုဟာမျိုးလဲဆိုတော့ဥပမာဟာကျွန်တော်ပဲကြည့် ကျွန်တော်ဥပမာဆိုတော့တယောက်နေနဲ့ကျွန်တော်အောင်မြင်မှုဖြစ်လိုက်တဲ့အချိန်မှာပေါ့နော်အဲဝင်လာတတ်တဲ့သဘောလေးကအဲကိုဒီအစိုးနဲ့ပတ်သက်ပြီးတော့ကိုစီမှာ contract တွေငှားကြမယ်မင်္ဂလာဆောင်တွေအလှူတွေအများကြီးပေါ့အကြောင်းမျိုးမျိုးဟိုစီးပွားရေးလုပ်ငန်းရှင်တွေအဲအများကြီးလာကြတာလာကြတဲ့ခါကျတော့သူကဘာဖြစ်လာလဲဆိုတော့မိမိရှင်ထဲမှာထိန်းထားနိုင်တဲ့အသိရှိတာတောင်မှမမတိမတာဝင်လာလိုက်တာဒီတယောက်က လာငားတယ်ဆိုရင်ဒီတယောက်ကိုသူကအော်ကျွန်တော်ဒီလောက်ကျွန်တော်ဥပညာကြီးယူပါတယ်အဲ့လိုပြောပြီးတော့ဒီတယောက်ဟိုလက်မခံဘူးဒီတယောက်နဲ့အဆင်မပြေဘူးဆိုလဲသူကထက်မတွက်တဲ့ပြင်မြင်မိမိရင်ထဲမှာရှိတယ်ရှိတယ်ဒီတယောက်မလာလဲနောက်တယောက်လာလိုက်မယ်ကိုယ့်ရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့ပြီးရင်အဲ့ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးစိတ်ထားတယ်လို့ကျန်တဲ့အောင်မြင်နေတဲ့သူတွေကျန်တဲ့အဖက်ဖက်ကနေပြီးတော့ကြိုးစားအထောက်အမှုနဲ့အရေးရှိရှိတဲ့သူတွေကိုပဲ ဒီအောင်မြင်နေတဲ့သူတယောက်ကကိုကပါပမလုံးစုံ အကုန်လုံးအလုံးစုံ ပြည့်စုံနေတဲ့လူလို့ကိုကိုကိုခံစားသွားတတ်တယ်တကယ်တော့အစိုးရတယောက်နေနဲ့အောင်မြင်နေတာအချင်းစုနဲ့အောင်မြင်နေတာရုပ်ရှင်သေုပ်ဆောင်နေနဲ့အောင်မြင်နေတာအဲလက်သမားနေနဲ့အောင်မြင်နေပယံနေနဲ့အောင်မြင်နေစတိစီယာနေနဲ့အောင်မြင်နေတခုခုနေနဲ့အောင်မြင်နေတာဥပမာကျောင်းဆရာနေနဲ့အောင်မြင်နေပညာရေးနဲ့အောင်မြင်နေဟုတ်တယ်ကြိုက်တဲ့လောက်အောင်မြင်မှာကြိုက်တဲ့နေရာအောင်မြင်မှာကျွန်တော် အစုံအနေနဲ့အောင်မြင်တာကျွန်တော်ပယံမတက်ဘူးလေဗျာပယံဆရာနေရာကိုကျွန်တော်ကပယံဆရာကိုကျွန်တော်ကကောင်းမှုမအားမှာပဲလေသူကျွမ်းကျင်တဲ့လုပ်ငန်းကျွန်တော်မကျွမ်းကျင်ဘူးလေအဲ့တော့ကျွန်တော်ကျွမ်းကျင်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည့်စုံတဲ့ဟိုအောင်မြင်သူတယောက်ဖြစ်နေတဲ့အပေါ်မှာကျန်တဲ့သူတွေကိုဖွဲ့စည်းခွဲလို့ဆက်ဆံလာတတ်တယ်ရရမှာအကုံလုံးကိုကိုကတော်သွားတယ်လို့ကိုကအကုံလုံးကိုတက်တိနားလေပြီးအကုံလုံးကိုပြည့်စုံအုံမိုးထားတဲ့လူလို့ကိုကိုကိုခန်းစားသွားတတ်တယ် အစိုးရတရားပဲဖြစ်ဖြစ်ဘလို့လူပဲဖြစ်ဖြစ်ကိုယ်ပါနကိုဘယ်နေရာတော်တော်လောကကြီးအကျယ်ကြီးဖြစ်တယ်တသိတတိတာတော်ယုံနဲ့ကျန်တာတွေပါအကုန်ပြည့်ပြည့်စုံတဲ့လူတရားလို့မတွေးပါနဲ့နော်မရဘူးအဲ့ဒါဆိုရင် तू ကပေါင်းချင်းချင်းလေးနဲ့လောကကြီးထဲမှာအောင်မြင်မှုဆိုတဲ့ရထားတဲ့အရာလေးကို तू ကလက်စုပ်လက်ခံခဏလေးပဲရမကြံခင်လက်လို့ရမှာဒီမန္မာနာကနေဖြတ်စီးပြလိုက်မှာအဲ့လိုပြောချင်တာကမိမိကအစိုးရနဲ့ပဲအောင်မြင်တာဖြစ်ဖြစ်စီးပွားရေးနဲ့ပဲအောင်မြင်တာဖြစ်ဖြစ်ပညာရေးနဲ့ပဲအောင်မြင်တာဖြစ်ဖြစ် ်မြည်သည့်အကြောင်းတရားနဲ့ပဲအောင်မြင်အောင်မြင်လောကကြီးမှာအကြောင်းတရားတွေကအနန္တရှိတယ်ရေတွက်လို့မရဘူးလောကကြီးတအားကျယ်ပြန်တယ်အဲ့တော့ဟိုလူတစ်ယောက်ကဘစ်ကုတ်ကိုလုံရင်းနဲ့အောင်မြင်နေဆိုရင်ဟိုဘက်မှာကိမ့်မုံလုံရင်းနဲ့အောင်မြင်နေသူရှိသေးတယ်အဲသူနည်းပညာနဲ့သူကဆရာတယောက်ပဲအဲ့တော့စတိပညာနဲ့အောင်မြင်မိမဲ့ဟိုဘက်မှာစေးတုပ်တဲ့ပညာအောင်မြင်နေဆရာရှိတယ်အဲ့ဒါတွေတွားပြီးတော့ ငါဆရာကြီးဆိုပြီးဟိုဘက်ကိုသွားပြီဆရာကြီးလို့လို့သူ့ channel မှာသူကဆရာကြီးပဲလေကို channel နဲ့ကိုပဲအဲ့တော့လူတစ်ယောက်ကကိုကိုပိုင်နဲ့ကို channel လေးတစ်ခုမှာအောင်မြင်တာလေးကိုကိုဥစားလေးကိုတားလုံအောင်လေးကိုဒီ channel လေးနဲ့ပတ်သက်ပြီးကိုနဲ့ဆက်ဆက်တဲ့အရာလေးနဲ့ပတ်သက်ပြီးစနစ်တကျလေးစစ်စစ်ရှိရှိလေးနဲ့ကိုယ်နဲ့ဆက်ဆံတဲ့သူတွေဒီအရာလေးနဲ့ပတ်သက်ပြီးဆက်ဆံလာတဲ့သူတွေကိုမေတ္တာပေးပြီးတော့ဟိုကောင်းမွန်တဲ့ကို့ကိုမှားရတဲ့သူကို့ကိုအသုံးပြုတဲ့သူတွေကို့ရဲ့ customer တွေ commission တွေကိုပြည်လဲအောင်ဆက်ဆံပြီးတော့မေတ္တာနဲ့ ကိုငားရတဲ့ပုံမှာအကျိုးဘယ်တော့ထိပြုတ်အောင်ကိုဆောင်ရွက်ပေးနိုင်မလဲဒါကိုပဲစဉ်းစားရမှာမာမာနာတွေကျွန်တော်ကိုယ်တိုင်ဝင်နေတော့ဒါမှန်တိုင်းပြောတော့ကျွန်တော်မလိမ့်ဘူးဒါမဲ့ကျွန်တော်ပြည့်ပြည့်ခါခါနဲ့လူတစ်ပတ်သားထိခိုက်နေတာမလုပ်ခဲ့ဘူးဝင်လာတာတော်တော်ချက်စရာကောင်းနေရအစိုးရအောင်မြင်လိုက်တယ်ဟိုတနိုင်ငံလုံးဟိုပွဲတွေငှားချတယ်ဆိုတဲ့ပုံမှာအမှားမန်ရက်တက်လာတာတော့ကြောက်စရာကောင်းတာကျွန်တော်ကတော့အောင်မြင်နေတဲ့သူပါပဲဟိုအကုန်လုံးကိုပဲကိုကပဲအဲ့လိုအောင်မြင်နေတယ်လို့မဆိုင်ဘူးကိုအစိုးတိုင်းအောင်မြင်အစိုးတိုင်းမယ်ဂျန်တဲ့နေရာဆရာလာမလုပ်နဲ့ဂျန်တဲ့နေရာဟာတပည့်ပဲ နော်စီတုတ်တဲ့သူနားသွားရင်ဒါစီတုတ်တဲ့သူကဆရာပဲဝါရင်းဆရာနားသွားရင်ဝါရင်းဆရာဆရာပဲဥပမာပြောပြတာကျွန်တော်တို့ကြောက်သွေးတဲ့သူကြောက်သမားနားသွား तू ကဆရာပဲရွှေပလင်းသမားနားသွား तू ကဆရာပဲလေ तू လိုင်းနဲ့ तू ဆရာပဲဗျာ तू channel နဲ့ तू တော့ तू ကဆရာကြီးပဲအဲ့ဒါကြီးသွားပြီးတော့သူများ channel တွေပါကိုအောင်မြင်တဲ့နေရာလေးတစ်ခုနဲ့ channel လို့အဖတ်မလို့တူတူတန်တန်မဟုတ်လောကကြီးမှာအလုံးပြည့်ပြည့်စုံသွားတဲ့လူတရားလို့ထင်သွားရင်တော့အဲ့ဒါအဲ့ဒါဒုက္ခအကြီးရောက်တော့မှာဗျာလက်တွေအကုန်ပိတ်တော့မှာဗျာနော်ရှိနေရင်မေတ္တာတွေ ရှိနေရင်ရနေရင်မေတ္တာတွေအကုန်ပျက်စီးတော့မှာဗျာဒုက္ခနဲ့တွေ့ပြီးတော့ဒုက္ခတွေအကုန်ပျက်စီးတော့မှာအဲ့ဒါကိုညီလေးညီမလေးတို့ထုတ်ခင်းစားညီလေးညီမလေးတို့ကဘယ်လိုဟာမျိုးလဲဆိုတော့ကောင်းကင်ကိုပြန်နိုင်ပြီးတော့လာကွာတဲ့ဒီတွားနိုင်တဲ့ဒူတွေစစ်တီစူးစမ်းအားထုတ်လို့ရတယ်အချိန်နဲ့ညာကြီးကြံနေတယ်ညံနေညာကြီးရတယ်ပြီးရင်ခစ်ခစ်လူငယ်တွေဖြစ်တိတော့ကဘာရွာဖြစ်နေတဲ့ပုံမှာမိမိစူးစမ်းအားထုတ်ရင်စူးစမ်းအားထုတ်တော့ခကြီးရောက်နိုင်တယ်အဲ့ဒါပုံမှာစူးစမ်းအားထုတ်မှုကြောင့်အောင်မြင်လာတဲ့ပုံမှာမမတက်နိုင်မတက်တော့ရောနော်အဲ့ဒါကိုထုတ်ခင်းစား ငါအောင်မြင်တာလောကကြီးမှာဟိုတမုဒ္ဒရာကြီးရရေထဲမှာခွက်လေးနဲ့ထွက်လိုက်ဒီခွက်လောက်တည်းကဒဇယ်လေးချလာအဲ့လောက်လေးပဲလို့အဲ့လောက်လေးပဲတိကျွန်တော်လည်းအများကြီးပဲဟိုဘက်ကစိုက်ကားဆရာစိုက်ကားနဲ့အောင်မြင်တဲ့စိုက်ကားလုပ်တဲ့သူကစိုက်ကားလုပ်တဲ့သူနဲ့အောင်မြင်တဲ့ကားမောင်းတဲ့သူကကားမောင်းတဲ့သူအောင်မြင်တဲ့ကားလုပ်တဲ့သူကကားလုပ်တဲ့သူအောင်မြင်အောင်မြင်တဲ့အများကြီးပဲငပိဘူးလေးနဲ့ငပိဘူးထုတ်ရောင်းတဲ့သူကစာပြုတ်စီဘူးရောင်းတဲ့သူကစာသူ့နေရာနဲ့သူသူ့အဆရာကြီးပဲနော်အဲ့ဒါကြောင့်မို့လို့အရာခသိန်းကို မိမိဘလို့နီးနဲ့ဘလို့ပုံစံနဲ့အောင်မြင်လားအောင်မြင်လားငါ channel မှာတာငါတင့်တင့်လျောက်ပတ်တဲ့နေသားလေးအောင်မြင်နေလို့တိဒါတော့မှငါတို့လိုလုပ်ငန်းသူတွေထဲမှာငါကတော်တော်လူသေးတယ်ငါထမရှိသေးပါလားငါအောင်မလည်းရှိသေးပါလားအဲ့လိုသိအောင်မှနော်အမလီနော်အစိုးရနဲ့အောင်မြင်လာရင်လေအထမအများကြီးကြံနေအောင်မလည်းအများကြီးကြံနေအဲ့လိုသိရမှာဗျလောကကြီးမှာကိုတယောက်တည်းကြီးကြဲခမ်းနားတဲ့လူကြီးကိုတယောက်တည်းကြီးကြဲခမ်းနားတဲ့ပြည့်ပြည့်စုံတဲ့လူကြီးဆိုပြီးအဖက်ဖက်ကို ပြင်းလဲအောင်မဆက်ဆံမှုဆိုလို့ကတော့အဲ့ဒါကိုဝိုင်းကူညီပံ့ပိုးပေးမယ်သမင်းရှင်ကျေးဇူးရှင်အပေါင်းအသင်းမိတ်ဆွေအကုန်လုံးကိုယင်ဝလာပြီးအင်းဆိုစောင့်ကန်လိုက်တာတူတူပဲဗျာနော်အဲ့ဒါလေးကိုညီလေးညီမလေးတို့ပြပါစေလို့ဒါကျွန်တော်ကြံကောင်းညံကောင်းပေးပါတယ်ဒါမေတ္တာနဲ့ပြောတာเนาะကျွန်တော်ကိုရီးလက်တွေ့ခံစားကြုံတွေ့ခဲ့ရတဲ့အရာလေးတွေမို့လို့ကျွန်တော်တို့ကမြင်ခဲ့ရတယ်เนาะကိုကိုတိုင်းမှန်ယူခဲ့တာအများကြီးရှိပါတယ်လို့အဲ့ဒါကဲညီလေးညီမလေးတို့အားလုံး ရှင်ကြီးတိမ်မွေးစာနေတတ်ပါစေဆွေရီမာမာနာတွေကိုချိုးနိုင်တတ်ပါစေပြုစင်စွာလောကကြီးမှာဖြတ်တန်းတတ်ပြီးတော့အေးချမ်းစွာနော်လောကရှာဖွေစားတော့တတ်ပါစေအဲ့ဒါမှသာလျှင်ပညာရှိသူတော်ကောင်းအဲ့လိုဖြစ်လာမယ်နော် ကျေးဇူးပါကဲအောင်မြင်ပါစေကဲ